ဆာလာမဖြစ်ရင်လစ်နေရလည်းပါဘူးနောက်ဆုံးခုနှစ်ပွဲမှာတကူပဲတွင်းနိုင်ခဲ့တယ်နောက်ဆုံး၄ပွဲဆက်ကိုးပန်ဒီမှုမလုံနိုင်ခဲ့ဘူးအခုကျွန်တော်တို့မြင်နေရတာဆာလာအတူကြီးလားအဲ့လိုမေကိုမျိုးထုတ်ရလောက်အောင်ဆာလာဆွဲရင်ကြာစင်းနေပါတယ်ဘာလို့များဆာလာကအဲ့လောက်မှောင်သွားတာလဲဆာလာနဲ့အတူလည်းပါဘူးလေအမှောင်နဲ့ရောက်နေတာပါပဲချန်ပီယံလိမှာ PSG ဒီပလာဖိုင်နယ်မှာနျူကာဆယ်တို့ကိုအညံ့ခံရပြီးနောက်လီဗာပူးရဲ့မျောလင့်ချက်အိမ်မက်တွေပြူကျခဲ့ရတယ်ဖလားသုံးလုံးချန်ပီယံအောင်ပွဲကိုမေ့ပြစ်လိုက်ရတယ် အာနီစလောရဲ့စပင်မရှိတဲ့အုံနောက်မှာဇောချွေရွှဲခဲ့ရတာပါပဲ။ပရီးမီယာလိချန်ပီယံစုကလီဗာပူးလက်ထက်ကဒင်ခဲ့ပါ။မရစရာအကြောင်းမရှိပါဘူး။ပထမဆုံးရာသီမှာပရီးမီယာလိချန်ပီယံစုရတာကအာနီစလောအတွက်ဂုဏ်တူးမှတ်ပါပဲ။ဒါပေမဲ့ပရိသတ်တွေရဲ့လူဝင်ဆန္ဒကတော့အတော်မတက်နိုင်ပါဘူး။ပွဲတိုင်းအနိုင်ရခြင်းနဲ့ပွဲတိုင်းကစားပုံကောင်းခြင်းနဲ့လီဗာပူးပရိသတ်ကဆာလာကိုပွဲတိုင်းဂိုးတွေသွင်းစေချင်နေတာပါပဲ။အဲ့လိုအလိုဆန္ဒကိုပြီးခဲ့တဲ့ဇန်နဝါရီလကုန်ပိုင်းအထိဆာလာတယောက်ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ ရှစ်ပွဲကစား၈ကိုးသွင်းနိုင်တဲ့အထိထူးချွန်ထက်မြက်ခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းကစားတဲ့ HW Everton, Aston Villa, Man City တို့နဲ့ပွဲတွေမှာဆာလာအစွမ်းမပြနိုင်တော့ပါဘူး။သူရဲ့ AG တန်ဖိုးက3.5အထိကျဆင်းခဲ့ပါတယ်။2025ခုနှစ်အတွင်းမှာဆာလာကကိုသိန်းစွန့်ရည်တာမကပဲလိန်ခေါက်ကြော်ဖြတ်မှုစွန့်ရည်ပါကြားလာတာပါ။လင်ခေါက်ကြောဖြတ်မှုအောင်မြင်မှုရာခိုင်နှုန်းဟာ55ရာခိုင်နှုန်းကနေ38ရာခိုင်နှုန်းထိကျလာခဲ့တာပါပဲ။ BG နဲ့ချန်ပီယံလိပွဲတော်ကဆိုရင်ဆာလာကမန်ဒက်စ်ရဲ့အိတ်ကတ်တွေကအယုတ်လေးဖြစ်ခဲ့ရတာပါ။ နျူကာဆယ်နဲ့လီဗလန်ဖိုက်နယ်မှာလဲဆာလာတယောက်မှောင်ခဲ့ရပြန်တာပါပဲတတဲဆန်ဆန်ဆိုသလိုပဲလီဗာပူးရဲ့ဘင်းမဲ့ပွဲတွေမှာဆိုဆာလာအစွမ်းမပြနိုင်ဖြစ်နေတာပါဆာလာစီကနေတပွဲပြည့်မြဂိုးကန်သွင်းချက်ဟာလဲကြာဆင်းလာပါတယ်ဆာလာကလီဗာပူးနဲ့ခွဲခြားမရသေးဘူးပါလီဗာပူးတိုင်းစစ်တွဲမရှိမဖြစ်ကင်းပါလက်ရှိရာဒီမှာသူ့ရဲ့ပေါက်ကွဲအောက်ကိုခန်းစားခွင့်ရနေပါသေးတယ်ဒါပေမဲ့ကျွန်တော်တို့မမေ့သင့်တာကဆာလာရဲ့အသက်အရွယ်ပါပဲလက်ရှိမှာဆာလာကပြင်ပန်းနှွဲနေနေပုံပါပဲ သူ့အသက်အရွယ်နဲ့သူ့ရဲ့ကစားပွဲချိန်ဟာမမျှမတဖြစ်နေရပါတယ်။ပရီးမီးယားလိမှာဆာလာထက်ပွဲချိန်ပိုကစားထားတဲ့ off-field player ၄ဦးပဲရှိပါတယ်။ဆာလာကဥရောပထိပ်တန်းလိရဲ့ပွဲချိန်အများဆုံးကစားသမား၁၀ဦးစီးရင်နဲ့ဝင်နေပါတယ်။ပရီးမီးယားလိနဲ့ချန်ပီယံလိမှာမိနစ်၈ဟာလီဘလာမှာမိနစ်၃00ကျော်ကစားခဲ့ရသလိုအီဂျီအသင်းအတွက်လည်းဆာလာကအသုံးတော်ခံခဲ့ရသူပါ။ပြီးခဲ့တဲ့ match လအတွင်းမှာဆာလာကရမဒန်ဥပုပ်ကာလကိုဖျက်ဆီးရလို့လေပို့ပြီးပြင်မဲနှွမ်းနေပုံရပါတယ်။ဆာလာကြာသွားချိန်မှာလေဘာဘူးလည်းကြာသွားခဲ့ပါတယ်။ ဒါဆာလာမရှိမဖြစ်သေးတဲ့လေဘာဘူးကဘာဖြစ်ကြောင်းတတ်သိကြကြပါပဲ2006 2005စတင်ပြီးဥရောပထိပ်တန်းလီ၅ခုမှာတရာသီတွင်းသွင်းကိုပါဝင်ပတ်သက်မှု90ပြည့်ခဲ့တာကမက်ဆီ၊ဆီရိုနယ်ဒို၊ဆွာရက်စ်၊အီဗရာဟီမိုဗစ်တို့၄ခုပဲရှိခဲ့တာပါဆာလာကအဲ့ဒီ၄ဦးရဲ့စံချိန်ကိုလည်းအမိလိုက်ချင်နေပါတယ်မက်ဆီရဲ့2017စနစ်ရာသီကသွင်းကို90ဂိုးဖန်တီးမှု16ချိန်နဲ့သွင်းကိုပါဝင်ပတ်သက်မှု66ချိန်ဆိုတဲ့ဒဏ္ဍာရီလည်းရှိနေပါတယ် လက်ရှိရာဒီကဆာလာရဲ့အခမ်းအနားဆုံးရာဒီဆိုပြီးတင်စားနေချိန်မှာမှကျုပ်တီးရဲ့စွန့်ရင်ကျသလိုဖြစ်သွားတာလက်မအူပရိသတ်တွေအတွက်တော့ရှင်းခံစရာပါပဲအာရုံတဲ့အားချိန်မှာဆာလာရုံးကန်နေရတာလည်းတိုက်ဆိုင်မှုတစ်ခုတော့မဟုတ်ပါဘူးလက်မအူတက်ခင်မှာဆာလာကိုအကျိုးပြုနိုင်ဆုံးအသင်းဘောကအာနိုကလွဲပြီးအခြားတစ်ယောက်မရှိနိုင်ပါဘူးအာနီစလိုရဲ့ကေအူမှာတစ်ချိန်လုံးကတိုက်စစ်မှုန်တိုင်းလူမျိုးတိုက်စစ်ကိုခံစားခွင့်ရခဲ့ပါတယ်။ဆာလာကိုဗဟုပြူပြီးနောက်ထပ်တိုက်စစ်အင်အားစုကိုအာနီစလော့ဖန်ဆင်းပြခဲ့တာပါ။ဆာလာကေဘူ DS တိုက်စစ်ကအတော်လေးအလုပ်ဖြစ်ခဲ့တာပါ။ 2024ခုနှစ်တွင်ဆလာက29ကိုတွင်ဂိုးဖက်နေမှု23ကျင်းပြုလုပ်ပြီးဂိုးပောင်ဝင်ပတ်သက်မှု52ခုတရှိခဲ့တယ်လို့ဥရောပထိပ်တန်းလီ5ခုမှာအကောင်းဆုံးစွမ်းရည်ပိုင်ရှင်ဖြစ်ခဲ့တာပါလက်ရှိရာသီပရီးမီးယားလီဂ်မှာတပွဲတည်းဂိုးလေးတွင်ဂိုးဖက်နေမှုလည်းပြုလုပ်နိုင်တာက10ပွဲတိရှိခဲ့တာပါဆလာက extra ordinary ဆိုတာလူတိုင်းသိပြီးသားပါပဲလက်ရှိရာသီမှာ extra ordinary ဆလာကပိုပြီးကြိုးစားပြနေတယ် LVDS ရဲ့အသွင်ပြောင်းကစားရန်ကလည်းအလုပ်ဖြစ်ခဲ့ပါတယ်အာနီစလွန်က wide player DS ကို Feminino လိုမျိုး Central Area မှာပြောင်းလဲကစားခိုင်းနေပြီး DS ကဖီမီနိုလောက်ကစားရအမှုပညာမဆန်ပေမဲ့ထိရောက်အောင်တော့ကစားနေသေးပါပဲ။အဆုံးသက်ဆွဲရင်လည်းပိုပြီးထက်မြက်သူဖြစ်ပါတယ်။အာနီစလောကကပူရဲ့အကောင်းဆုံးနေရာကဘေတော်မန်ဆိုတာတည်ထားပြီးဘေတော်မန်ကစားရရင်ကပူကပိုကောင်းလေးရှိတယ်လို့ဖန်တီးမှုရောသင်ကိုယ်တွေပါပိုလုံးလာနေတာပါ။ပင်ကိုအဆုံးသက်အမြင်ကောင်းမှုပြီးသားကပူက DS နဲ့ဆွစ်လုပ်ပြီးလဲကစားနေလို့လေဘဘူးတိုက်စစ်ရရက်တက်မရခဲ့ပါဘူး။အခုတော့အာလီစလောရဲ့တိုက်စစ်စိတ်ကူးဟာ ခိတရက်တက်နေရပါပြီအဓိကစွဲရင်ဆာလာတယောက်ခန်းချောင်းနေလို့ဖလားလေးလုံးမျောလင်းချက်ကနေပြီးညလေးဖလားနေပဲဖြစ်သိရတော့မယ့်အထိဖြစ်သွားရတာပါပဲ Ambulance Sport မှာတင်ဆက်ပါရင်အားလုံးပဲမင်္ဂလာပေါင်းတဲ့ခါကြောင်းနဲ့နှစ်သက်အခါသမယကိုပိုင်ဆိုင်ကြပါသည်ခင်ဗျာ